မိုးကုံမြို့နယ်၁၄မိုင်ဝန်းကျင်အကွာကရှမ်းလန်းဆောင်မှာစစ်ကောင်စီတပ်တွေရောက်ရှိနေပြီလို့မိုးကုံတပိတ်ခေါင်းဆောင်ကပြောပါရယ်။မိုးကုံမြို့ကိုတော်လိုင်းအင်အားစုတွေလက်လွတ်လိုက်ရမယ်ဆိုရင်တော်လိုင်းရဲ့အပေါ်ဘာတွေထိခိုက်လာနိုင်လဲဆိုတာသုတချမ်းသာကတင်ဆက်ပေးသွားမှာပါရှင်။ တန်မျိုးသားလူမျိုးရေးတမတော် DNL ကစစ်ကောင်စီနဲ့ပြည့်ရက်ပြီးမိုးကုန်းနဲ့မုံမေးမျိုးတွေကိုလက်လွတ်မဲ့အကြောင်းအောက်တိုဘာ29ရက်နေ့မှာကြေညာထားတာပါ DNL ကစစ်ကောင်စီကိုသူတို့ကိုယ်တိုင်မိုးကုန်းမျိုးတွေခေါ်သွင်းလာမဲ့အကြောင်းဒေသတော်လှန်ရေးအစုတွေကိုအကြည့်လင်းပြောဆိုပြီးနောက် November 3ရက်ပတ်မှာစစ်ကောင်စီတပ်တွေဟာမိုးကုန်းမျိုးနဲ့ဆက်လီမိုင်ဝင်းကျင်အကွာကရှမ်းလမ်းစုံကိုရောက်ရှိလာတယ်လို့မိုးကုန်းတပိတ်ကောင်းကောင်းကပြောပါတယ် စစ်ကောင်စီတပ်တွေဟာပြင်းထန်နှောင်ချိုကြောက်မဲ့မိုးကုတ်လမ်းကြောင်းတစ်လျှောက်ကိုပြန်ဆုံမှုထားပြီးဒီလမ်းကြောင်းတိုင်းမဲ့မိုးကုတ်မြို့တွေကိုဝင်လာဖို့အခြေအနေရှိနေတာပါ30 31ကိုကြောက်မဲ့ဘက်ကနေသူတို့ဝင်လာဖို့များတယ်ပေါ့ပြင်းထန်လမ်းပေါ့ဗျာအခုရှမ်းလမ်းစုံမှာတော့ တီယန်နန်လီနဲ့ခွခွေတက်ကတော့တချမ်းကြီးထမ်းပြီးတော့ခိတ်ချထားပြီးပြောတယ်။အဲ့ဘက်ကနေခေါ်သွင်းလာဖို့များတယ်ပေါ့နော်။အခုဒါနောက်ဆုံးတီးရတဲ့တဲ့ဘောနော်တီယန်လေးနဲ့ပတ်သက်တဲ့ဟာကြောင့်လည်းနည်းနည်း sensitive ဖြစ်တာပေါ့နော်။ဘာသူမဟာမိတ်ပြက်လို့လည်းမဖြစ်ဘူးလေ။ NGO အစိုးရကတော့ဥယျာဉ်မှုကိုယ်တိုင်တချို့ဟာတွေညှိနှိုင်းနေတယ်လို့လည်းအကြမ်းမင်းတီးရတယ်။ဘာတွေညှိတယ်၊ဘယ်အချက်တွေညှိတယ်ပေါ့နော်။ဘယ်လောက်ထိပေါ့မယ်ဆိုတော့ထုတ်ပြန်တာမျိုးကျွန်တော်တို့အကြောင်းကြားတာအသိပေးတာမျိုးတော့မရှိသေးဘူး။ဆိုတော့တစ်ဖက်မှာတော့ကျွန်တော်တို့ကဒီဘက်မှာတပ်ပေါင်းစုပုံစံပေါ်လာအောင်တော့ပေါ်တာဟိုကတပ်ပေါင်းစုပုံစံတော့တော်တော်ပေါ်လာပြီပေါ့နော်။ တခုပဲထင်နေတာခုန IDNL ရဲ့သူကိုယ်တိုင်ခေါ်သွင်းလာမယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုတုံ့ပြန်ကြမလဲပေါ့နော်အဲ့ဒါနည်းနည်းကျွန်တော်တို့အတွက်ဟိုစိန်ခေါ်မှုကြီးကြီးမားမားဖြစ်နေတာပေါ့မဟာမိတ် IDNL ရဲ့ဆုံးဖြတ်ချက်အပါအဝင်မိုးကုတ်မြို့စေရီတည်နေတဲ့ပတ်သက်ပြီးမှတ်ချက်တစ်စုံကြားပေးဖို့မရှိသေးကြောင်းပြည်သူ့ကာကွယ်တပ်မတော်မန္တလေးရဲ့တာဝန်ရှိသူကိုအော့စမွန်က TVB ကိုပြောဆိုထားပါတယ် တကယ်လို့မိုးကုတ်မြို့ကိုတော်လိုင်းအရာစုတွေကလက်လွှတ်ရမယ်ဆိုရင်မြို့နယ်သူတော်လိုင်းရေးအတွက်ဝင်ငွေထောက်ပံ့ကောင်းဖြစ်စေမဲ့ကြောက်တွင်းလုပ်ငန်းတွေကိုပါလက်လွှတ်ရမှာဖြစ်တဲ့အတွက်ရုပ်ဝတ္ထုတန်ဖိုးဆုံးရှုံးမှုများတာ TNL ပါဝင်မြောက်ပိုင်းမှာမိတ်တွေနဲ့ဒေသတွင်ကာကွယ်ရေးအဖွဲ့တွေရဲ့မဟာမိတ်ဆက်ဆံရေးနဲ့ယုံကြည်မှုကိုထိခိုက်နိုင်တာတမျိုးပြီးတမျိုးပြန်ပေးနေရတာဖြစ်တဲ့အတွက်ရှမ်းမန်းဆက်သွယ်လမ်းတွေအလုံးထိန်းချုပ်ခံရနိုင်ပြီးဒေသတွင်တော်လိုင်းအရာစုတွေတက်လက်နက်ရေးခါနဲ့စေဝါတွေပို့ဆောင်ရေးပို့ပြီးခတ်ခဲနိုင်တာ ဒေသတွင်ပြည်သူတွေရဲ့တော်လှန်ရေးအောင်မြင်နိုင်ရေးပေါ်စိတ်ပိုင်ဆိုင်ရာအမြင်သဘောထားထိခိုက်နိုင်တာစစ်ကောင်စီရဲ့ပိတ်ဆို့မှုတွေကြောင့်ကုန်စည်နှုန်းတွေအဆမတန်တက်ပြီးစားဝတ်တွေပိုကျတဲ့နိုင်တာစားတဲ့ချက်တွေနဲ့ကနဦးကြုံတွေ့လာဖို့ရှိတယ်လို့ဒေသတွင်နိုင်ငံရေးသမားတွေကမှတ်ချက်ပြုပါတယ်စိန်ခေါ်ချက်တွေအများကြီးရှိတာလေနောက်တစ်ခုကတော့တရုတ်ရဲ့ဘန်လိုက်တဲ့ ကိစ္စပေါ့လေနော်အဲ့ဖီးယားကလေပြဿနာရှိတယ်လေနိုင်ငံရေးအရဖီးယားနေမဟုတ်ဘဲနဲ့ဒီရုပ်ဝတ္ထုပစ္စည်းရပါဗျာဒါမျိုးတွေရင်ဆိုင်ထားတဲ့အခါကျတော့လေရေရှည်ထိန်းထားနိုင်မှုဆိုတော့တော်တော်ခက်ပါတယ်ဒီမျိုးတွေရဖို့အတွက်ပေးခဲ့ရတဲ့အသက်ကြီးသွေးတွေချွေးတွေပေါ့ဗျာ DNL ဘက်ကရေးဘော်တွေနောက်ထပ်ဒီမဟာမိတ်ရေးဘော်တွေပေါ့နော်အကုန်လုံးရဲ့ဘွားတွေကတော့ဝန်နေဖို့ကောင်းတာပေါ့လေဒါပေမဲ့ဟိုတစ်ဖက်မှာလည်းဟိုအလဟတ်သက်တော့မဖြစ်ပါဘူးစစ်တပ်ကပြန်သိမ်းပြီးရတာမှမဟုတ်တာဗျာနော်မဟုတ်တဲ့နည်းမျိုးစုံနဲ့အသုံးပြီးတော့မှပဲစစ်အနေနဲ့တိုက်ပြီးတော့ပြန်ယူတာမဟုတ်ဘူး ူးပေါ့လေလက်လက်ဆုံးရှုံးလဲရတာကြီးလည်းရှိပါတယ်လူလူရဲ့စိတ်အားတက်ကြွမှုတွေလည်းဒုစုံတရာထိခိုက်နိုင်တာပေါ့လေ impact ဖြစ်နိုင်တာပေါ့နော်လူလူရဲ့တက်ကြွမှုတွေအသက်သွေးချွေးရင်းနှီးထားရမှုတွေပုံမှာလည်းထိခိုက်မှုတွေတော့ဖြစ်တာပေါ့အဓိကတော့အဆူစည်းမပြတ်ဖို့အင်အားမပြတ်ဖို့ကပိုအရေးကြီးတာပဲလေမိုးကုံမြို့နဲ့မိုးမိတ်မြို့တွေကို2024ဇူလိုင်လတွင်မှ GNL နဲ့မဟာမိတ်တွေကတင်ယူခဲ့တာဖြစ်ပြီးတနည်းကြော်အကြမ်းမှာကျေးဥစိုးရရဲ့အကြောင်းဝင်ပြပေးမှုကြောင့်ပြန်လည်လက်လွှဲရမယ့်အခြေအနေဖြစ်လာခဲ့တာပါ ဒီစီနီရီနဲ့ပတ်သက်ပြီး DNL ပြောရေးဆိုခွင့်ရှိသူကို DPP ကအချင်းချင်းဆက်သွယ်မေးမြန်းမှုစူးစမ်းပေမဲ့လက်ရှိအချိန်ထိပြန်လည်ဖြေဆိုတာမရှိသေးပါဘူးကျွန်တော်တုဒချမ်းသာပါ